မေလ9ရက်နေ့ပါတီကံမှာပိုဟမ်မင်းကြီးသက်ရွေးချယ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီးမိโกကောင်းနိုင်တဲ့ system ကြောင့်မူတက်ဆင်နေတယ်လို့သိရပါတယ်။ပိုဟမ်မင်းကြီးရွေးချယ်ရမှာအသုံးပြုမယ်မိโกကောင်းနိုင်ပိုက်လုံးတွေနဲ့အစိပ်ပိုင်းတက်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကက်သလစ်ဘာသာဝင်1.4ဘီလီယံလောက်ရှိပြီးပိုဟမ်မင်းကြီးအသက်ရွေးချယ်ပွဲကို system ကြောင့်မှပြုလုပ်မှာဖြစ်ပါတယ်။မဲပေးရွေးချယ်တဲ့ချိန်မိโกကောင်းနိုင်ကထွက်တဲ့မိโกအမဲရောင်တွေက ဆုံးဖြတ်ချက်မချရသေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးအဖြစ်အောင်ကတော့268ဦးမြောက်ပွေဟမ်မီကြီးကိုရွေးချယ်လိုက်ပြီးဆိုတဲ့အဓိပ္ပာယ်ရပါတယ်။မိခိုးခေါင်းနိုင်ငံထွက်တဲ့မိခိုးတွေကိုစိန့်ပီတာယင်မြင်ကနေလှမ်းမြင်နိုင်ပြီးအဲ့ဒီနေ့မှာလူထောင်ချီလာရောက်ကြည့်ရှုမှမျှော်လင့်ရပါတယ်။၂013ခုနှစ်ကပွေဟမ်မီကြီးဖြစ်ရွေးချယ်ခံရတဲ့ပေါ့ဖရန်စစ်ဟာ AB 21ရက်နေ့က နှိမ့်စားရောက်ခဲ့တာဖြစ်ပါတယ်။ဟိုဟမ်မကြီးရွေးချယ်ပွဲကျင်းပခဲ့တဲ့2005ခုနှစ်နဲ့2013ခုနှစ်တွေမှာမဲပေးမှုဟာဒုတိယနေ့မှာတည်းအဆုံးသတ်ခဲ့တာပဲတွေ့ရပါတယ်။ဒါကြောင့်ကက်သလစ်ဘာသာဝင်တွေကတော့ဟိုဟမ်မကြီးဘသူဖြစ်မလဲဆိုတာအင်မတန်မှစိတ်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဟိုဟမ်မကြီးရွေးချယ်ပွဲမှာတော့ရေပန်းစားနေတဲ့သူတွေတော့အများအပြားဖြစ်ပါတယ်။မြန်မာကလည်း ရှေးဘန်းစားနေသလိုအာဖရိကနိုင်ငံတွေချို့ကလည်းရှေးဘန်းစားနေပါတယ်ဒါပေမဲ့အစင်လာရဆိုရင်ပုံဟမ်းမင်းကြီးနေရာကိုဥရောပတိုက်ကပဲရှားတာများပါတယ်ပုံဟမ်းမင်းကြီးရွေးချယ်ပွဲမတိုင်ခင်လူမှုကွန်ရက်မှာပုံဟမ်းမင်းကြီးတွင်ပြင်းတဲ့ဓပုံတင်တဲ့တောင်းတဲ့ထွန်းကိုလည်းကက်သလစ်ဘာသာဝင်များစွာကဒေါသတွေပေါက်ကွဲနေပါတယ်အော်ဟမ်မီဂျီဇာပနာကိုကိုရတယောက်ခဲ့တဲ့ဒေါ်နယ်ထရန့်ဟာသူ့ရဲ့ trust social နဲ့ x လူမှုကွန်ရက်အကောင့်ကိုလုံးမှာ သူ့ကိုယ်သူပေါ်ဟမ်မင်ဂျီဝတ်စုံဝင်ထားပြီးလက်ညှိုးကကောင်းချီးပင်းနေဟန် AI ဓာတ်ပုံကိုတင်လိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ AB 30အနေကအင်ဖီရောမှာဒေါ်နယ်ထရန့်ကိုကွယ်လွန်သွားတဲ့ပေါ်ဟမ်မင်ဂျီဖရန်စင်နေရဘသူ့ကိုအစားထိုးတာမြင်လို့တလေလို့သတင်းတော်တွေကမေးတော့ငါပဲပေါ်ဟမ်မင်ဂျီဖြစ်ချင်တယ်ငါအတွက်နံပါတ်1ရွေးချယ်ရလဲဖြစ်နိုင်တယ်လို့ပြန်ပြောဆိုတဲ့အတွက်ကြောင့်တော်တော်လေးစိတ်ပြက်ကြပါတယ်။အခုလိုမျိုးအဲ့ဒီလိုဖြစ်ကြအောင်မကလူမှုကွန်ရက်မှာပေါ်ဟမ်မင် ဝတ်စုံနဲ့ပုံတင်တဲ့အတွက်ကြောင့်ကက်သလစ်ဘာသာဝင်တွေက စိတ်ပျက်ကြပါတယ်။ကက်သလစ်ဘာသာဝင်တမောင်များစွာက try ရလို့ရပေါ်မလေးမစားလို့မှုဆက်စုပ်ရွှန်ရှာဖွဲလို့ရရိုင်းဆိုင်မှုစောကောင်းမှုစရှိတဲ့စကလုံးတွေနဲ့အပြင်းထန်ဝေဖန်နေပြီးအတိတ်နဲ့အနာဂတ်မှာကက်သလစ်ဘာသာဝင်အားလုံးရဲ့ခေါင်းဆောင်တွေကိုတော်တော်လေးကိုအကြီးတက်အောင်လုပ်ရတဲ့လုပ်ရဖြစ်တဲ့အတွက်ကြောင့်ပုံပြန်ဖြတ်ပေးဖို့ဆိုပြီးတောင်းဆိုနေကြပါလိမ့်